ရောင်းဖြစ်တာလေဟိုအမရဲ့ရောက်ကတိရသူကဟိုစိုက်ပျိုးရေးအကြောင်းစိဟိုသူကအဲ့စိုက်ပျိုးတာဝါသမှာအခုတော့အသက်80ကျော်နေပါပြီဒါပေမဲ့အပားကလေအရန်ဟိုစိုက်ပျိုးတာသူအရန်ဝါသနာမှာခြံထဲမှာအပင်မျိုးစုံစိုက်ထားကမချမ်းသာဘူးသမီးတဲ့အဲအကြောင်းမလို့တဲ့အပါမွေပေးနိုင်တာဆိုတော့ဒီပင်လေးတွေပဲရှိရဲအဲသူထောက်ပတ်ပင်တွေစိုက်ထားပြီးတော့ခုနှစ်နှစ်လောက်ရှိပြီပေါ့အဲ့ဒါအခုတော့သီးပြီးဆိုတော့အဲ့နဲ့အပါပြောင်းဆိုပြီးကိုကလည်းထောက်ပတ်ပင်ရောင်းပြီးတာအလုံး3000လောက်3000လောက်သီးရဲ့ ပါရောင်းရတယ်ကြိုက်ကြလားဆိုကြိုက်တယ်ပါရတာရှိရလားရှိရဲပါအရန်ကောင်းတာတမီးဆိုနေ့တိုင်းစားတာလေတမကူးနိုင်တကယ်တမ်းကူးဆိုလို့ရှင်လေဟိုအတီးကလွယ်ထားတဲ့ချင်းရမယ်လေးရဲဆိုတော့တကယ်ကတော့အဲ့အပြည့်ဆိုလို့ရှင်တော်တော်လေးနေပြီဘာမဒီကတကယ်ကတော့ကူးနေတော့သူနီးစနစ်ရှိရဲအပါမိုက်တယ်နော်အပါဒီမှာတီးနေပြီအဲ့လိုမျိုးပါဒီကကိုပြောတာတော့အဲ့လိုရောင်းရအောင် ထောက်ပဲ့သူဆိုတော့ထောက်ပဲ့သူကြောင်းလိုက်တာအဲကုံတော့မယ်အခုဒီတတုတ်ကနောက်ဆုံးခူးတာဆိုတော့အမတို့ခြံသွားပြီးတော့ခူးလိုက်တယ်လေခုဒီရက်မှာဆိုရင်ဒီရက်ရောက်တဲ့ဟာနောက်ဆုံးတော့ပေါ့အဲ့ဒါပြီးတော့ကုံကုံလေးတော့ခြံနေတာဒီရောင်းပြစ်တာလေးကိုအမရဲ့ရောက်ကတိရသူကဟိုစိုက်ပျိုးရေးចောင်းစိတ်ဟိုသူကအဲ့စိုက်ပျိုးတာဝါသမှာအခုတော့အသက်80ကျော်နေပါပြီဒါပေမဲ့အပါကလေအရန်ဟိုစိုက်ပျိုးတာသူအရန်ဝါသမှာခြံနေမှာရောအဖေနှမျိုးစုံစိုက်ထား ုးစုံစိုက်ထားပြီးတော့အင်းသူတို့ကမချမ်းသာဘူးသမီးတဲ့အဲအကြောင်းမလို့တဲ့အပအမွေပေးနိုင်တာဆိုတော့ဒီပင်လေးတွေပဲရှိရဲ့အဲသူထောက်ပတ်ပင်လေးစိုက်ထားပြီးတော့ခုနှစ်နှစ်လောက်ရှိပြီပေါ့အဲ့ဒါအခုတော့သီးပြီးဆိုတော့အဲ့ဒါအပပြောင်းဆိုပြီးကိုကလည်းထောက်ပတ်ပင်ရောင်းပြီးတော့အလုံး3000လောက်3000လောက်ပြီးရဲ့ဆန်းနေစင်းနေအပအဲ့ဒါပြောနေလေသူသီးလေးသမီးရောင်းလာလားလည်းလည်းသမီးလေးရောင်းရလားပါရောင်းရတယ်ကြိုက်ကြလားဆိုတော့ကြိုက်တယ်ပါရတာရှိရလားဆိုတော့ရှိရဲပါအရန်ကောင်းတာသမီးဆိုနေ့တိုင်းစားတာလေတကယ်လဲကိုကကြိုက်တယ်နော်ထောက်ပတ်သူဆိုအဲ့ဒါနဲ့ ဟိုအမရောက်ကတိပေါ့သူကအဲ့လိုစိုက်ပြီးတော့ကိုရီယိုနဲ့သမတို့ရဲတန်းဟိုကဖြစ်ဖို့အတွက်အနှစ်340လောက်သမတို့ဟိုကဖြစ်ပါစေအမြဲတမ်းခြံလေးကကောင်းပါစေသူစတောင်းပြီးရတော့အဲ့လိုမျိုးဆိုတော့အပအရန်အေးချမ်းတာအဲ့လိုခြံထဲမှာဆိုလဲတခွာသီးပင်တခွာခရမ်းကျင်သီးခရမ်းသီးမြုပ်သီးစိတ်နောက်တော့ဖက်ပိုင်းကချင်ဆိုတော့လေကချင်ရွက်တေရောစခြံထဲမှာပဲအကုန်လုံးစိုက်တယ်အခုဆိုရင်ပြီးဆုံးရင်းစားခြင်းလွယ်လွယ်လေးခြံထဲကိုဆင်းလိုက်အောင်ပါတခါရက်ပတ်ပြီးအကုန်လုံးခူးလိုက်ရင်အဲပြီးဆုံးခြင်းတွေပါလို့ဆိုရင်အဲ ဲဥလေးကြက်ဥလေးဝဲရုံပဲအဲ့ဒါချက်လို့ရတယ်ခင်းကျင်ကြီးငေဦးသေးစိတ်ဟိုဟာဗာလဲနန်းနန်းပင်ကုံရှိတယ်ခြံထဲမှာကုံရှိတယ်ကုံဆိုင်ချက်ပြုတ်အောင်ဝါသနာပါတော့အပလည်းကြိုက်တယ်အမချက်ရင်လေသမီးလေးချက်တာရင်းစားကောင်းတယ်ဆိုရင်ဆိုရင်ချက်ပြားဒီစုံလေးချက်အဲ့လိုမျိုးလေးထောင်းလေးလို့ထောင်းရတာပါလို့တာကချင်တော့ဆိုရင်ကောင်းကောင်းကောင်းချက်တက်တယ်မောင်ကြီးကလေသူများတွေကဟိုမချက်တက်ဘူးလို့ထင်တယ်ဒါပေမဲ့အမေကငငယ်ကလေးကလေညီမ၃ယောက်ရှိရယ်ဆိုတော့တယောက်ကိုတရက်စီချက်ချက်ခိုင်းတာဆိုငငယ်ဆက်ဆောင်ဆုံးတော့မချက်တက်ဘူးอ่ะဒါပေမဲ့အခုတော့ ကုံကျွမ်းကျင်နေပါပြီ။ဘယ်ဟင်းမှဖြစ်ဖြစ်မြန်မာထမင်းဟင်းမော်လေ။ကောင်းကောင်းချက်တက်ပါ။ဘောမဒီကတကယ်တော့ခုနကသူနီးစနစ်ရှိရဲ။အဘကတော့နီးစနစ်ဟိုပါဘော2စင်တီမီတာတော့တမိအိုင်နာလေးဖြတ်ဆိုအဲ့လိုမျိုးဖြတ်။ဒါပေမဲ့ကိုကကြတော့ဟိုမြောက်လို့ပဲခူးလာတယ်မလား။ခုနကဆွဲလိုက်။ဒီနကဆွဲလိုက်။သူကကြာကြာကြာခံအောင်လို့အဲတမိဘလိုမျိုးလေးခူးတယ်အဲ့လိုမျိုးတော့ခူးခူးဖို့ရှိတာပေါ့။ဒါပေမဲ့ကိုကကြတော့ကြာကြာမခူးနိုင်ဘူး။တကယ်တမ်းခူးဆိုလို့ရှင်လေ။ဟိုအတိအရလွယ်ထားတဲ့ချင်းရမယ်လေးရဲ့ဆိုတော့တကယ်တော့အဲ့အပြည့်ဆိုလို့ရှင်တော်တော်လေးနေပါ။ အဲ့ဒါကိုသွားသွားပြီးတော့ထည့်တကယ်ကတော့အဲ့လိုနှမ်းဖြူပဲကူးနိုင်တာတကယ်တမ်းအဲ့လိုတပင်းအောင်ကောင်မကူးနိုင်ဘူးအဲ့နာတဝိုက်လေးပဲကိုကလည်းနှမ်းသွားသွားဖြူပြီးအဲ့နာလေးတပုံရဲလဲဟိုနာတပုံရဲလဲအဖကမိုက်တယ်နော်ဘာဒီမှာတင်းနေပြီလဲလို့ပြောတယ်အများကြီးတည်လာတော့လေခါချွန်လေးကို ိတင်းဆိုချင်းချင်းနဲ့ဟဲ့ဟိုနောက်ထွက်လာဒီနောက်ထွက်လာလို့အရွက်ကလေးအောင်မှာပုံပုံပုံအများကြီးပဲဒါမှထောက်ပတ်ပင်ရကြတော့ဟိုသူကတီးမကြီးခင်မှာကြွေတာအများတယ်အများကြီးကြွေမနှစ်ကတော့စတီးရပါတော့ဒါပေမဲ့ဒီနှစ်တော့စပြီးရောင်းဖြစ်တာပါမနှစ်ကတော့ဟိုဟာချမ်းလိုက်ပဲရောင်းလိုက်တာလေတလားနှစ်လားလောက်တော့ရောင်းမှာပါတော့ကကဲမဒီအနုပညာလုပ်ပြီးအကောင်လုံးကိုဒီပေါ့နော်အမကိုစန်းရှိသေးရဲ့ညာစန်းရှိသေးရဲ့အကောင်းဆုံးကျေးဇူးပြုလို့ဆောင်နေပါတယ်။ဟိုထွက်လာတဲ့ activity လေးရှိရဲ့ဆိုလို့ရှင်အားပေးပါအောင်ပြောချင်ပါတယ်ရှင်။